မင်္ဂလာပါရှင်ကလာတာဖွဲ့စည်းတီထောင်ခြင်း59နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရဲ့တပ်ဦးကလာတာဖွဲ့စည်းတီထောင်ခြင်း59နှစ်ပြည့်အခမ်းအနားကိုစွန်လ26ရက်နေ့ကဂရနီပြည်တနီယာမှာအကျဉ်းချုပ်ပြုလုပ်ခဲ့ပါတယ်အခမ်းအနားမှာကလာတာအလံတော်အားအလေးပြုခြင်းကြဆောင်ရဲဘော်များအားအလေးပြုခြင်း ပြူဟာနှင့်ပြူဟာမူအမာစကားပြောကြားခြင်းတည်ရင်မူအတီတီကမိခုံပြောကြားခြင်းနဲ့ဘိုဟိုနိုင်ငံရင်မူမှအပိတ်စကားပြောကြားခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။အဆိုပါအခမ်းအနားကို ကလလာတဘိုဟိုနိုင်ငံရင်မူပြူဟာနှင့်ပြူဟာမူတည်ရင်မူများယမိယဖများအတီတီတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုဂရနီပြည်ပြည်သူ့လူမျိုးရေးတမတော် KPLA ပြူဟာနှင့်ကကျင်းပပြုလုပ်ခဲ့ပြီးတော့ ကိုလေးနှစ်တက်ရင်ကိုလေးနှစ်နှစ်တက်ရင်ကိုလေးနှစ်လေးတက်ရင်ကိုလေးနှစ်ငါတက်ရင်နဲ့ပြူဟာတက်ခတ်ရေတက်ဖွဲ့တို့တက်ရောက်ခဲ့ကြပါရဲ့ရှင်။